ထိုင်းနိုင်ငံချွန်ဘူလီမြို့မှာရှိတဲ့ဖုံကြီးကျောင်းတစ်ကျောင်းကကျောင်းနိုင်ဖုံကြီးဟာသူ့ကျောင်းမှာခိုကန်းနေတဲ့ဖုံကြီးကျောင်းသားရဲ့ချစ်သူကောင်မလေးကိုမျက်စိကျပြီးဘန်းငွေ1500ပေးကအချင်းချင်းလိန်ဆက်ဆန့်ခဲ့တဲ့အပြင်အဲ့ဒီမိန်ကလေးရဲ့တငယ်ချင်းအသက်73နှစ်အရွယ်ကောင်မလေးကိုပါအမျိုးမျိုးချင်းချောက်ပြီးဖုံကြီးကျောင်းဆောင်ထဲမှာနှစ်ယောက်စလုံးကိုတပြိုင်တည်းလိန်ဆက်ဆန့်ခဲ့ပါတယ်။ယอมให้แฟนสาวมีเพศสัมพันธ์กับเจ้าวาดเพราะถูก စ်စဉ်ကတော့၅လပိုင်း၂ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံချုံပူလီမြို့မှာရှိတဲ့ဖုံကြီးကျောင်းတစ်ကျောင်းကကျောင်းနိုင်ဖုံကြီးဟာအသက်၁၈နှစ်အရွယ်ဖုန်ဆိုတဲ့ကောင်မလေးနဲ့အသက်၃၃နှစ်အရွယ်အမ်ဆိုတဲ့ကောင်မလေးကိုအမျိုးမျိုးချင်းချောက်ပြီးအချင်းချင်းအာဓမပြုကျင့်ခဲ့ကြောင်းနင်းနာခဲ့ရတဲ့မိန်းကလေးတွေမှာသူမတို့ရဲ့မိဘတွေနဲ့အတူထိုင်းလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုစီတွားရောက်တိုင်ကြခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးចောင်းနိုင်ဖုန်ကြီးရဲ့ပြုချင်တာကိုခံခဲ့ရတယ်။အသက်၁၈နှစ်အရွယ်ဖုန်ဆိုတဲ့ကောင်မလေးပြောပြတာကသူမရဲ့ချစ်သူကောင်လေးဟာအဲ့ဒီဖုန်ကြီးចောင်းမှာခိုကန်းနေတဲ့ဖုန်ကြီးចောင်းသားတစ်ယောက်ဖြစ်တဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကသူမဟာသူမရဲ့မိဘတွေနဲ့စကားများရန်ဖြစ်ပြီးအိမ်ပေါ်ကဆင်းလာပြီးနောက်ပိုင်းမှာနေစရာမရှိလို့သူမချစ်သူကောင်လေးကိုအကူအညီတောင်းပြီးဖုန်ကြီးចောင်းမှာခဏလောက်တဲခိုးဝင်ပြူဖို့အတွက် ။သူမချစ်သူကောင်လေးနဲ့ចောင်းနိုင်ဘုံကြီးစီမှာခွင့်တောင်းခိုင်ခဲ့တဲ့ဒီလိုနဲ့သူမချစ်သူကောင်လေးကလည်းသူမကိုပါတခါတည်းခေါ်သွားပြီးចောင်းနိုင်ဘုံကြီးစီမှာခွင့်သွားတောင်းတော့ចောင်းနိုင်ဘုံကြီးကအေးရတဲ့ကောင်မလေးနေမယ်ဆိုလဲနေပါစေဆိုပြီးဘုံကြီးចောင်းမနေထိုင်ဖို့အတွက်ခွင့်ပြုခဲ့တယ်။အိုင်နောက်ပိုင်းမှာတော့ចောင်းနိုင်ဘုံကြီးဟာသူမချစ်သူကောင်လေးကိုခေါ်ပြီးမင်းချစ်သူကောင်မလေးကိုဘုံကြီးចောင်းမပေးနေစေချင်တယ်ဆိုရင် ငါဘန်းငွေ1500ပေးမယ်မင်းချစ်သူကောင်မလေးကိုငါနဲ့ပေးအေးရမယ်တကယ်လို့ငါပြောတဲ့အတိုင်းမင်းမလုပ်ဘူးဆိုရင်တော့မင်းကိုတခြားဖုန်ကြီးចောင်းသားတွေနဲ့ဝိုင်းရိုက်ခိုင်းပြီးចောင်းကားနေမောင်းထုတ်ပြစ်မယ်မင်းကအကြောင်းသိတယ်မဟုတ်လားငါညီကရဲအရာရှိတယောက်ဖြစ်တဲ့မင်းငါခိုင်းတဲ့အတိုင်းမလုပ်လို့ကတော့တွေးမယ်ဆိုပြီး ကျောင်းနိုင်ဖုန်ကြီးမှဖုန်ဆိုတဲ့ကောင်မလေးရဲ့ခြေသူကောင်လေးကိုချိန်ချောက်ခဲ့ပါတယ်။ဒီလိုနဲ့ဖုန်ကြီးကျောင်းမှခိုကန်းနေတဲ့ကောင်လေးကလည်းကျောင်းနိုင်ဖုန်ကြီးသူ့ကိုချိန်ချောက်ပြီးပြောဆိုတဲ့စကားတွေအားလုံးကိုသူ့ရဲ့ခြေသူကောင်မလေးဖုန်ဆိုတဲ့မိန်းကလေးကိုပြောပြလိုက်တဲ့အခါမှာတော့သူ့ရဲ့ခြေသူကောင်လေးအရိုက်ခံရပြီးဖုန်ကြီးကျောင်းကနေမောင်းထုတ်ခံရမှာကိုကြောက်တော့ကျောင်းနိုင်ဖုန်ကြီးရဲ့ကံလန်မှုကိုလက်ခံခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ကျောင်းနိုင်ဖုန်ကြီးစီသွားပြီးကျောင်းနိုင်ဖုန်ကြီးနဲ့အတူအိတ်ခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာတော့ကျောင်းနိုင်ဖုန်ကြီးကလည်းသူ့ပြောထားတဲ့အတိုင်းဖုန်ဆိုတဲ့ကောင်မလေးကို ပန်းငွေ1500ပေးခဲ့ပါတယ်ဒီလိုနဲ့နှစ်နှစ်တော်အတွင်းမှာဖွန်းဆိုတဲ့မိန်ကလေးဟာចောင်းထိုင်ဖုန်ကြီးနဲ့၄ချိန်ထပ်မနဲ့အတူနေထိုင်ခဲ့ရပြီအတူနေထိုင်တဲ့အခမျိုးတွေမှာဖုန်ကြီးဟာအကာအကွယ်သုံးနာမျိုးလုံးဝမရှိဘူးနောက်ပြီးမိန်ကလေးကိုသူပြောထားတဲ့အတိုင်းပတ်စံလဲတပြားမှမပေးတော့ဘူးနောက်မှလာယူနောက်မှလာယူဆိုပြီးတော့ပဲပြောတယ်ဒီလိုနဲ့ကောင်မလေးဟာသူ့မိဘတွေနဲ့ပြန်ပြေးလဲသွားပြီးနောက်မှတော့ မိဘအိမ်ကိုပြန်သွားကဖုန်ကြီးရဲ့ဆက်သွယ်မှုကိုလက်မခံတော့ဘူးဖုန်ကြီးကြောင်ဘက်ကိုလုံးဝမသွားတော့ဘဲနေလာရင်ပြီးခဲ့တဲ့နှစ်လပိုင်း23ရက်နေ့ကဖုန်ကြီးကြောင်ဝင်းထဲမှာပွဲရှိလို့သူမရဲ့တငယ်ချင်းဖြစ်သူအသက်73နှစ်အရွယ်ကောင်မလေးနဲ့ပွဲစည်းရန်အတူရှောင်းနေတဲ့အချိန်မှာကျောင်းနိုင်ဖုန်ကြီးဟာတွေးသွားခဲ့ပြီးသူမကိုဆက်သွယ်လာက ဟိုနေ့ကသူမနဲ့အတူပွဲစီတန်းရှောင်းနေတဲ့ကောင်မလေးကိုမျက်စိကျသွားကြောင်းနဲ့ကောင်မလေးကိုခေါ်လာပြီးသူနဲ့လိမ့်ပေးဆက်ဆံမှုပြောခဲ့ပါတယ်။တကယ်လို့သူတောင်းဆိုတာမဟုတ်ဘူးဆိုရင်တော့အရင်တစ်ခေါက်ကလိုပဲသူမချစ်သူကောင်လေးကိုတခြားဖုန်ကြီးចောင်းသားတွေနဲ့ဝိုင်းရိုက်ခိုင်းပြီးចောင်းကားနေမောင်းထုတ်ပြင်းမဲ့ဆိုပြီးချိန်ချောက်ခဲ့တာကြောင့်နန်ဆောင်ဖုန်ဆိုတဲ့မိန်းကလေးဟာအသက်၃နှစ်အရွယ်သူမရဲ့တငယ်ချင်းကိုနားသွင်းကចောင်းနိုင်ဖုန်ကြီးပြောတဲ့အတိုင်းဖုန်ကြီးចောင်းကိုခေါ်သွားခဲ့ပါတယ်။ចောင်းကိုရောက်တော့ဖုန်ကြီးဟာသူမရဲ့တငယ်ချင်းဖြစ်သူအသက်၃နှစ်အရွယ်နန်ဆောင်အမ်ဆို တဲ့မိန်းကလေးကိုရောသူမကိုရောအတင်းမဲ့အဝိစာတွေချုပ်ခိုင်းပြီးဖုန်ကြီးចောင်းဆောင်နဲ့မှနှစ်ယောက်တစ်ယောက်လိန်ဆက်ဆန့်ခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတော့ဘန်းငွေ1500ထုတ်ပြီးသူမရဲ့တငယ်ချင်းဖြစ်သူနတ်ဆောင် M ကိုပေးခဲ့တာဖြစ်တယ်လို့ចောင်းနိုင်ဖုန်ကြီးရဲ့ဂျူလွန်နာကိုခံခဲ့ရတယ်အသက်18နှစ်အရွယ်နတ်ဆောင်ဖုန်ဆိုတဲ့မိန်းကလေးမှာထိုင်းလူမှုကူညီရေးအဖွဲ့ကိုပြောပြပါတယ် နောက်ပြီးထိုင်းတည်င်းမှပြောတာကတရက်ခံဖြစ်သူကြောင်းတိုင်းဖုန်ကြီးဟာတချို့ဖုန်ကြီးကြောင်းသားတွေကိုလည်းအခုလိုပဲလိမ်မဲကျူးလွန်မှုတွေပြုလုပ်ပြီးမူရည်စေဝါတုံးဆွဲတာမျိုးတွေလည်းရှိတယ်။ဒီမတိုင်ခင်အရင်မှာအဲ့ဒီဖုန်ကြီးကြောင်းကိုထိုင်းရဲတပ်ဖွဲ့တွေဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပေမဲ့ဘာသက်တဲ့အထောက်အထားမှမရှိတာကြောင့်အရေးယူခံရတာမျိုးမရှိဘဲပြန်လွတ်လာခဲ့တာဖြစ်တယ်။လက်ရှိမှာလည်းတရက်ခံဖြစ်သူကြောင်းတိုင်းဖုန်ကြီးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပေမဲ့အာမခန့်နဲ့ပြန်လည်လွတ်မြောက်နေစေဖြစ်တယ်လို့ထိုင်းတည်င်းမှပြောပါရတယ်။